မင်္ဂလာပါဆ ਿਆ မကတော့ grade 11သင်ရိုးတဲ့သင်ချာပါတဲ့ရက်ကိုသင်ကြားမယ်ဆ ਿਆ မဖြစ်ပါတယ်ဆ ਿਆ မဒီနေ့သင်ကြားမယ်အခန်းက chapter 10 trigonometry ဆိုတဲ့အခန်းပဲဖြစ်ပါတယ်ဟုတ်ပြီဆ ਿਆ မက trigonometry ဆိုတဲ့အခန်းမှာပါတဲ့နောက်ဆုံးပိုင်းလေးတွေကိုဒီနေ့မှဆက်လက်သင်ကြားပေးမှာဖြစ်ပါတယ်ဆ ਿਆ မသင်ကြားမယ်ဒီနေ့သင်ကြားမယ်အပိုင်းလေးတွေက10.6 the law of cosines and the law of sine နဲ့10.7 very 10.8 the area of triangle ရဲ့အကြောင်းပဲဖြစ်ပါတယ် lesson objective အနေနဲ့ပေးထားတာက the student will be able to use the lot of sign the lot of cosine ပြီးရင် solve the triangle by using the lot of sign and the lot of cosine တို့ပဲဖြစ်ပါတယ်ဆရာမကဆက်ပြီးတော့ the lot of cosine နဲ့ the lot of sign အကြောင်းဖြစ်တဲ့ term point စကိုဆက်လက်သင်ကြားမှာဖြစ်ပါတယ်ဟုတ်ပြီ lot of cosine ဆိုတာဘယ်လိုလဲဆိုတော့ဆရာမတို့ကဆွဲလိုက်မယ် a to in get တစ်ခုဆွဲလိုက်မယ် abc ဆိုပြီးဆွဲလိုက်ဟုတ်ပြီ ဒေါင်းဘီထိတ်ဆွန့်မက်ကနေပြီးတော့အချင်းမြင့်ပေါ်ဒေါင်းမက်ကြဆွဲလိုက်မယ်အင်းနဲ့မြင်တဲ့ချင်းဆိုင်နားကို A B နဲ့မြင်တဲ့ချင်းဆိုင်နားကို B C နဲ့မြင်တဲ့ချင်းဆိုင်နားကို C ဆိုပြီးတော့ဆီယမတို့ကယူလိုက်မယ် right triangle ADB မှာ right triangle နှစ်ခုရှိလာမယ် ADB မှာ cos alpha ကိုလိုချင်ရင် cos alpha ကဆီယမတို့ရဲ့ cos alpha က adjacency by hypotenuse ဖြစ်တဲ့အတွဲ AD by AB ဟုတ်ပြီ AD ကဆိုရင် AB cos alpha နဲ့ညီတယ် C cos alpha နဲ့ညီသွားမှာဖြစ်ပါတယ် in right triangle adb မှာ BD square ကိုလိုချင်နေဆိုရင်ဆရာမတို့က AB square minus AD square ဆိုပြီးရမယ်။ In right triangle BD မှာဆိုရင်လည်း BD square ကိုလိုချင် BC square minus CD square ဆိုပြီးတော့ရမှာဖြစ်ပါတယ်။ BD square ချင်းတူတဲ့အတွက်ဆရာမတို့က2တယ်ဆိုပြီးရေးလိုက်မယ်။ဒီဘက်တစ်ဖက်တစ်ချက်ချင်းတူတယ်။ line side ချင်းတူတဲ့အတွက် line side ချင်းတူတယ်။ BC square minus DC square equal to AB square minus AD square ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ဟုတ်ပြီ AB square minus AD square equal to BC square minus CD square A AB က C square လို့အစားသွင်းလိုက်မယ် AB က C မလို့ minus AD square BC က A မလို့ A square minus CD square ဆိုဆရာမတို့လိုချင်တဲ့ A square equal to C square minus AD square plus CD square ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ် ကျွန်တော်တို့ကအဲ့ဆိုရင် c square minus ad square c square minus ad square ကျွန်တော်တို့ကအဲ့ဆိုရင် cd square နေရာမှာစသွင်းလိုက်မယ် cd ဆိုတာက ac တဲကနေ ad ကိုနှုတ်ချင်းဖြစ်ပါတယ်ဆရာမတို့က so c square minus ad square plus ac square ရှေ့ကိန်းနှစ်ထက်ရှင်းနောက်မြောက်ချင်းနဲ့စနောက်ကိန်းနှစ်ထက်ဆိုတဲ့ပုံစံကြီးကိုအစားသုံးသုံးပြီးတော့တွက်လိုက်မယ်ဆိုရင် c square minus 2ac 2ac ad plus AC square ဆိုပြီးတော့ရမှာဖြစ်ပါတယ်ဆရာမတို့ကအဲ့ဆိုအစားသွင်းလိုက်မယ်ဆိုရင် A square equal to C square plus AC square က B square minus AC က B AD က C ဖြစ်တဲ့အတွက် 2BC AD နေရာမှာဆရာမတို့ရှာခဲ့တဲ့ C cos alpha ကိုစားသွင်းလိုက် 2BC cos alpha ဆိုတော့တန်မိုးကိုရမှာဖြစ်ပါတယ်ဆရာမတို့က A ကျ တောင်ကျင်းတရိခံအတွက်ရှာထားတာဖြစ်ပါတယ်အဆိုရင်ဆင်မတို့ကတန်းအတူတူပဲအလားတူနေတိုင်းပဲဆက်ပြီးရှာမယ်ဆို a square ကနေ a square ရပြီးရင် b square ရဲ့အဖြေကိုရမှာဖြစ်ပါတယ် b square equal to a square c square 2ac cos theta c square equal to a square b square 2ab cos gamma ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်ဟုတ်ပြီဆင်မတို့က edge အတွက်ရှာပြီးပြီဆို object အတွက်ရှာမယ် right triangle adb မှာဆရာမတို့က cos 180 degree minus alpha cos 180 degree minus alpha က cos ဖြစ်တဲ့အတွက် adjacent by hypotenuse လို့ပြောထားတဲ့အတွက် ad by ab ad equal to cos c cos 180 degree minus alpha 180 degree minus alpha က second quadrant မှာရှိတာဖြစ်တဲ့အတွက် cos 180 minus ဆိုတဲ့အတွက် cos ပဲရမယ် second quadrant မှာရှိတဲ့အတွက် sin က minus ရမယ် minus c cos alpha ဟုတ်ပြီ right triangle တစ်ခုရှာမယ် ADB မှာဆရာမတို့က BD2 ရှာမယ် AB2 AD2 ပြီးရင် right triangle CBD အကြီးကြီးမှာရှာမယ် BD square equal to BC square minus CD square ကျမတို့ကနှစ်ခုစလုံးကိုညီလိုက်မယ်အစားသွင်းလိုက်မယ်ဆိုရင်ကျမတို့ရမယ်အဖြေက C square minus AD square plus AC plus AD square ဆိုပြီးတော့ရမှာဖြစ်ပါတယ် CD ဆိုတာက AC plus AD the whole square ဆိုပြီးတော့ရမှာဖြစ်ပါတယ်ကျမတို့ကရှင်းလိုက်မယ် C square minus AD square plus AC square plus 2AC AD plus AD square AD AD ချင်းကြည်တော့ C square plus 2AC AD plus AC square ဆိုပြီးရမှာဖြစ် ြစ်ပါတယ်ဟုတ်ပြီဆရာမတို့က a square ဆရာမတို့ရဲ့အစားသွင်းလိုက်မယ် 2ac ad နေရာမှာအစားသွင်းလိုက်မယ်ဆိုရင်ဆရာမတို့က minus c cos alpha ကိုအစားသွင်းလိုက်မယ်ဆိုရင်ဆရာမတို့လိုချင်တဲ့အဖြေဖြစ်တဲ့ a square equal to b square plus c square minus 2bc cos alpha ရဲ့အဖြေကိုရမှာဖြစ်ပါတယ် ဟုတ်ပြီ a square ရပြီ b square ကိုရမယ် b square က a square c square 2ac cos beta ဆိုတဲ့အဖြေကိုရမယ် c square equal to a square b square 2ab cos gamma ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်ဟုတ်ပြီဆရာမကနှစ်ချုပ်ပြောပြရင် log cosine ရဲ့ ပုံသင်ကြီးတွေက a² = b² + c² - 2bc cos alpha b² = a² + c² - 2ac cos beta c² = a² + b² - 2bc cos gamma ဆိုတော့လောရော့ကိုဆိုင်ရဲ့ပုံသင်ကြီးတွေကိုရမှာဖြစ်ပါတယ်ဟုတ်ပြီလောရော့ကိုဆိုင်ကိုအသုံးပြုနိုင်တယ်ပိထချက်တွေကိုအသုံးပြုနိုင်တယ် two sides of a triangle and then include in get အနားနှစ်ဖက်နဲ့ တောင်းပေးထားမယ်ဆိုရင်လည်းသုံးလို့ရတယ်3 size or a triangle တတိကံရဲ့အနားသုံးဘက်စလုံးပေးထားမယ်ဆိုရင်လည်းလောရော့ကိုဆိုင်းကိုသုံးလို့ရတယ်ဆိုတာကိုပြောပြထားတာဖြစ်ပါတယ်ဟုတ်ပြီလောရော့ကိုဆိုင်းပြီးတော့လောရော့ဆိုင်းဒါလောရော့ဆိုင်းမှာဆိုရင်တောင်းမှန်တတိကံအရာရှာမယ်တောင်းအင်အား edge in gain edge အတွက်ရှာမယ် right triangle adb မှာ sin alpha sin alpha က opposite by hypotenuse ဖြစ်တဲ့အတွက် bd by ab sin ချုပ်ဖြစ်တဲ့အတွက်ဆရာမတို့က sin ကိုချမယ် bd equal to c sin alpha right triangle cdb မှာလဲ sin gamma sin gamma is equal to bd by bc bd equal to a sin gamma ဟုတ်ပြီဆရာမတို့က b နှစ်ခုဖြစ်တဲ့အတွက် c sin alpha နဲ့ a sin gamma နဲ့တူတယ် a by sin alpha equal to c by sin gamma similarly အဲ့တိုင်းမဲ့ a ဘိုင်းဆိုင်အာဖာ equal to b ဘိုင်းဆိုင်ဘီတာဆိုပြီးရမယ် a ဘိုင်းဆိုင်အာဖာကဘုံပါနေရတဲ့ a ဘိုင်းဆိုင်အာဖာ equal b ဘိုင်းဆိုင်ဘီတာ equal to c ဘိုင်းဆိုင်ကမ်မာဆိုပြီးတော့ a to inge ကနေ log of sin ရဲ့အချိုးကိုရှာလို့ရမှာဖြစ်ပါတယ်ဆရာမတို့ကနောက်တစ်ခု of to inge ကနေရှာမယ်ဆရာမတို့ကနောက် a က object ဖြစ်တဲ့အခါမှာ right right triangle adb မှာ bd/ab equal to sin 180 degree minus alpha ဟုတ်ပြီ BD equal to AB sin 180 degree minus alpha sin 180 degree minus alpha က sin alpha ဖြစ်တဲ့ second quadrant မှာဖြစ်တဲ့အတွက် sin ရဲ့လက္ခဏာက plus ဖြစ်တဲ့အတွက် c sin alpha ရမယ် right triangle bdc မှာဆရာမတို့က bd divide by dc equal to sin gamma bd equal to bc sin gamma ဆိုရတော့ a sin gamma ဆိုပြီးရမယ်ဆရာမတို့က bd ချင်းတူတဲ့အတွက် a sin gamma နဲ့ c sin alpha နဲ့တူမယ် a by sin alpha equal to c by sin gamma ဆိုပြီးရမယ်ဟုတ်ပြီဆရာမတို့ကအလားတူဆက်ပြီးရှာမယ်ဆို a by sin alpha equal to b by sin beta ဆိုပြီးအဖြေကိုရမှာဖြစ်ပါတယ်ဆရာမတို့ကအဲ့ဒါဆိုရင်ဆရာမတို့လိုချင်တဲ့ opt to angle ကနေပြီးတော့ sin ချိုးဖြစ်တဲ့ a by sin alpha equal to b by ဆိုင်ဗီတိုင်ဂရက်လူစီပိုင်းဆိုင်ခံမှာဆိုတဲ့အချိုးကိုရမှာဖြစ်ပါတယ်ဆိုဆီယမားတို့ကတလောတော့ဆိုင်တလောတော့ဆိုင်မှာတော့တစ်ခုပဲရှိတယ် A ပိုင်းဆိုင်အဖိုင်ဂရက်လူ B ပိုင်းဆိုင်ဗီတိုင်ဂရက်လူစီပိုင်းဆိုင်ခံမှာဟုတ်ပြီကြောင်းမြန်အသုံးပြုလို့လည်းရပါတယ်ကျမတို့ကဆိုင်အဖာဗိုင် A sin beta by b equal to sin gamma by c ဆိုပြီးတော့လေကြောင်းမြန်အချိုးအသုံးပြုလို့လည်းရပါတယ် ဟုတ်ပြီဘယ်ချိန်မှာအသုံးပြုလို့ရမှာလဲဘလို့ပေးထားတဲ့ခါမှာအသုံးပြုလို့ရမှာ2 in get in one sided နောက်တစ်တောင်းနဲ့အနာတနာပေးထားရင် sign ချုပ်ကိုသုံးမယ် 2-sided and opposite in get အဲ2 sided and in get opposite to one side နောက်တစ်ဖက်နဲ့မျက်နှာချင်းဆိုင်ထောင်းနဲ့အနာတစ်ဖက်ကိုပေးထားတဲ့ခါမှာဆိုရင်လည်းသုံးပြုလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဆရာမက example 90လေးကိုရှင်းပြထားတယ် if a က7 b က5 c က8 find the values of down a and down b given that cost 38 degree 44 minutes က0.7857 sin 38 degree 44 minutes က0.6257ဟုတ်ပြီဆရာမတို့ကကျမတို့ကလောရောကိုဆိုင်ကိုသုံးမယ် a square e square b square c square 2bc cos a ဖောင်းလို့သုံးတာလေအနားသုံးတာပေးထားရင်ကိုဆိုင်အချို့ကိုသုံးရမယ်ဆိုတာမင်းတို့ကိုရှေ့မှာပြောခဲ့ပြီးသား cos a ကိုလိုချင်တယ်တောင်း a လိုချင်တာဖြစ်တဲ့အတွက် cos a = b² + c² - a² / 2bc စာတမ်းလိုင်း1/2ဆိုတာရတဲ့အတွက် cos 60 degree ကိုရမယ်လိုချင်တာက cos a လိုချင်တာမဟုတ်ဘူးတောင်း a လိုချင်တာဖြစ်တဲ့အတွက်60 degree ကိုရမှာဖြစ်ပါတယ် cos b cos b ကိုလိုချင်ရင်ဆရာမတို့က c square a square - b square 2ac ဆိုပြီးရမယ်စာသွင်းလိုက်ရင်11/40က cos 38 degree ကျမတို့ရထားတဲ့0.7857တို့ဘာလို့ဆိုတာက cos 38 degree 54 minute ကိုညွှန်ထားတာဖြစ်ပါတယ်။ down b ကိုလိုချင်တာဖြစ်တဲ့အတွက် down b equal to 38 degree 44 minute ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကကြတော့ solve the triangle abc ဝက် down a down c နဲ့ b ပေးထားနဲ့ down နဲ့တနာပေးထားမယ်ဆိုရင်ဆရာမတို့ကလောရဆိုင်းကိုသုံးမယ်လို့ပြောထားတယ်။ down a နဲ့ down c ပေးထားတဲ့ right triangle triangle abc မှာ2000ပေးထားရင်ကျန်တဲ့1000ရှာလို့ရတယ် down b equal to yd degree minus down a black down c ဆိုတော့အစားသွင်းပြီးပေးထားတာရင်စားသွင်းပြီးရှာလိုက်ရင်30 degree ဆိုတဲ့အဖြေကိုရမှာဖြစ်တယ် ဟုတ်ပြီ2000နဲ့တနာဆိုရင်လောအဆိုင်သုံးပါလို့ပြောထားတဲ့အတွက်လောရဆိုင်ကိုသုံးမယ်ဆရာမတို့ကကျန်တဲ့အနားတွေကျန်တဲ့တောင်းတွေအကုန်လုံးရှာပေးရမှာဖြစ်တဲ့အတွက် A ဘိုင်ဆိုင် A equal to B ဘိုင်ဆိုင် B A အစားသမီးတွက်လိုက်မယ်ဆိုရင်7.8400ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ် C by sin C equal to B by sin B ဆိုပြီးအစားသွင်းပြီးတွက်လိုက်မယ်ဆိုရင်ဆရာမတို့က7.5848ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ 10.7 very ဆိုတာကညွန့်တောင်းအရင်မျက်နှာညွန့်နေတောင်းနေပေါ့အဲ့အရင်မျက်နှာညွန့်နေတောင်းနေမှာဆရာမတို့က lesson objective နေနဲ့ပေးထားတယ် the students will be able to use very analyze mbgsk in solving triangle triangle definition အထိထဲမှာ mbgsk ကိုလည်းဆရာမတို့က analyze လုပ်တတ်မှာဖြစ်ပါတယ်တဲ့ 10.7ကိုဆီယမားကဆက်လက်ရှင်းလင်းတင်ကြမှာဖြစ်ပါတယ်10.7က very very ဆိုတာအရင်မျက်နှာကိုညှင်းဆိုတော့တောင်းများဟုတ်ပြီ very ကိုဘယ်လိုရှာမလဲဆိုပြီးတော့အောက်မှာဆက်လက်ရှင်းလင်းထားတာဖြစ်ပါတယ် the four cardinal direction အာတဲ့ cardinal direction လေးကို not and south S N E S E W ဆိုပြီးတော့ရှိပါတယ် in the fit ကမှာပြထားတယ်ဆီယမားတို့က not e ဆိုရင် ne ဆိုပြီးပြထားတယ် not west ဆိုရင် nw ဆိုပြီးတော့ပြထားတယ် south e ဆိုရင် se ဆိုပြီးပြထားတယ် south west ဆိုရင် sw ဆိုပြီးပြထားတာဖြစ်ပါတယ်အဲ့ဒါတွေက inter cardinal direction အတွင်းကို cardinal direction ဖြစ်ထားတာတွေကိုပြောပြထားတာဖြစ်ပါတယ်ဆရာမကအောက်မှာ very အတွက် example လေးတွေကို selection ပြထားတယ် a very short and 20 degree means an inge short 20 measure from the north n to e တဲ့ n ကနေပဲစတိုင်းတယ်တဲ့ဆရာမတို့က n to e လို့ပြောတဲ့အတွက်ဆရာမတို့က n ကနေစတိုင်းတယ် clockwise direction တိုင်းတိုင်းနာဖြစ်တဲ့အတွက် bearings ကိုတိုင်းတဲ့အခါမှာ n ကနေပြီးစတိုင်းပြီးတော့ clockwise direction တိုင်းတိုင်းနာဖြစ်တဲ့အတွက် n 20 degree ဆိုတဲ့ဆရာမတို့ရဲ့ bearings ကိုရမှာဖြစ်ပါတယ်ရမ်းမြတ်တာညှင်းပြတဲ့တောင်းကိုရမှာဖြစ်ပါတယ်နောက်တစ်ခုက s 40 degree means an angle of 40 measures from that s to what to e တဲ့ ဆိုဆီယမားတို့က S ကနေစတိုင်းနေ E ကိုစတိုင်းတာဖြစ်တဲ့အတွက်ဆီယမားတို့ကဒီမှာဆိုရင် S40 degree E ဆိုပြီးတော့ရမှာဖြစ်ပါတယ် A very so M50 degree W ဆိုတဲ့အတွက် N ကနေစတိုင်းမယ်ဆီယမားတို့က means and inger so 50 measure strength and to was w n ကနေ w ကိုတိုင်းမှာဖြစ်ပါတယ်။ကျမတို့က very ကိုသိဖို့ရန်အတွက်အကြံအမြင်လေးဆီယမကပုံလေး၃ပုံနဲ့ရှင်းလင်းပြောပြခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက very good in the above way is always measure friend and an s very ကိုအမြဲတမ်းတိုင်းတာက ns ကနေပဲစပြီးတော့တိုင်းမှာဖြစ်ပါတယ် vet not friend e n w တဲ့ very ကိုအရင်မျက်နှာမျက်နှောက်ကိုတိုင်းတဲ့အခါမှာ ns ကနေပဲစတိုင်းမဲ e n w ကနေစတိုင်းလို့မရအောင် then in case measure friend and measure in case and ကနေစတိုင်းနေ in the clockwise direction with and be re knock at 0 degree n ကို0 degree လို့ယူဆပြီးတော့ n ကနေပြီးတော့ cross white ထားလိုက်ရှင်တိုင်းတိုင်းနဲ့တောင်းပဲဖြစ်ပါတယ်လို့ဆိုလိုတာပါအဲဒီမှာဆင်မတို့က for example အနေနဲ့ပြောထားတယ်005 is written instead of 5 degree ဆင်မတို့က cartesian 3 digit နဲ့ဖော်ပြပါတယ်5 degree လို့မဖော်ပြဘူး005လို့ဖော်ပြမယ် 35 degree လို့မဖော်ပြဘဲနဲ့035လို့ဖော်ပြမှာဖြစ်ပါတယ် east will be 90 south will be 180 and west will be 270 are shown in the figure e ဆိုရင်90 south ဆိုရင်180 west ဆိုရင်270ဆိုပြီးတော့ဖော်ပြထားပါတယ်ဆရာမတို့က n ကနေစတိုင်းမှာဖြစ်တဲ့အတွက်60ဖြစ်တဲ့အတွက်3 digit cardinal နဲ့ဖော်ပြမှာဖြစ်တဲ့အတွက်060 115ဆမတို့က202နောက်တစ်ခုက331ဆိုပြီး n ကနေပဲစတိုင်းမှာဖြစ်ပါတယ်ဆမတို့ကဆမက example 24လေးကို selection လင်းတင်ကြမှာဖြစ်ပါ average is bit across a small lake friend a points a to a point b point a နဲ့ point b ကနေပြီးတော့တဲ့ရေခမ်းငယ်လေးကို ဖြတ်ပြီးတော့ တရားတစင်းစောင့်မယ် if the very friend the points a to the point b is as 45 degree blue မှာရှိတယ် there is a tree 100 meter from the point a the very friend the tree to the point a and b are as 45 degree e respectively find the distance from the point a to the point b ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်ဟုတ်ပြီဆရာမကအဲ့ဆိုရင်ပုံလေးဆွဲမယ်ပုံလေးဆွဲကြည့်တော့ဆရာမက point b ရ point a ရဲ့ s 45 degree W လို့ပြောတဲ့အတွက် S 45 degree W A S ကနေစတိုင်းမှာဖြစ်တဲ့အတွက်45 degree W လို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကဆီယမတို့ကတဲ့အစ်ထရီ100 meter from the point A the very from the tree to the point A and B are အင်းနဲ့ဘီစီတို့တစ်ပင်ကနေရှိတဲ့ very down ဟာဆိုရင်ညွန့်တောင်းပါဆို S75 degree E ဆိုတဲ့အတွက်75ဆိုတာဆရာမတို့ကဒီမှာရှိမှာဖြစ်ပါတယ်ဆရာမတို့ကဒီမှာဆိုရင် B ရှိမယ်ဒီမှာဆိုရင်တစ်ပင်လေးကို C လို့ထားလိုက်မယ်ဒီမှာဆိုရင်75 degree ဟုတ်ပြီဆရာမတို့ကဒီမှာဆိုရင်ရှိမှာကဘယ်လောက်ရှိမှာလဲဆိုတော့50 degree ဒီမှာဆိုရင်လည်း 75ဆိုတော့ဒီမှာလဲ50 degree လို့ရမှာ ဖြစ်ပါတယ်နောက်တစ်ခုကဆီယမားတို့ကဒီကနေလဲ75လို့ပြောထားတာဖြစ်တဲ့အတွက်ဆီယမားတို့ကညာလေးက30 degree ကိုရမှာဖြစ်ပါတယ်ဆီယမားတို့ကအဲ့ဆိုရင် သူလိုချင်တာက A နဲ့တပင်းရဲ့အကွာအဝေးက100မီတာလို့ပြောထားတယ်။ကျမတို့က A နဲ့မျက်နှာစင်းဆိုင်ဆိုတဲ့အတွက် A ရမယ်။ C နဲ့မျက်နှာစင်းဆိုင်ဆိုတဲ့ C ရမယ်။ B equal to 100မီတာကိုရမှာဖြစ်ပါတယ်။ဒီမှာက45ဆိုတော့ဒီမှာလည်း45။ဟုတ်ပြီ။ဆရာမတို့က AVV the distance between distance from the point A to the point B လို့ပြောထားတာဖြစ်ပါတယ်။ AB ရဲ့အကွာအဝေး C ကိုလို့ကျင်တာဖြစ်ပါတယ်။ A မှာခန်းဆောင်ထားတာကဆရာမတို့က alpha ဘီမာခံဆောင်ထားတာကဘီတာဆရာမတို့ကစီမာခံဆောင်ထားတာကဂမ်မာဆိုပြီးတော့ရမှာဖြစ်ပါတယ်ဆရာမတို့ကဂမ်မာဆရာမတို့ကဂမ်မာကိုလိုချင်ရင်75တဲကနေ30ဒီဂရီကိုနှုတ်တော့ဆရာမတို့က45ဒီဂရီကိုရမှာဖြစ်ပါတယ်အာဖာကိုလိုချင်ရင်ဆရာမတို့က180တဲကနေ45နဲ့75ကိုနှုတ်လိုက်မယ်ဆိုရင်ဆရာမတို့က 60 degree ဆိုပြီးရမှာဖြစ်ပါတယ်။ဘီတာကိုလိုချင်နေဆိုရင်ဆီယာမတို့က180 degree ကနေ45 degree + 60 degree ကိုလှုပ်လိုက်မယ်ဆိုရင်75ဆိုတဲ့ degree ကိုရမှာဖြစ်ပါတယ်။ဟုတ်ပြီ။နှစ်နားနဲ့တထောင်ပေးထားတဲ့အတွက်ဆီယာမတို့လိုချင်တာက AB လို့ပြောတဲ့အတွက်ဆီယာမတို့က log of sin ကို3မှာဖြစ်ပါတယ်။ alpha ရောက်သွားပြီ၊ beta ရောက်သွားပြီဆိုတော့ log of sin ကို3မယ်။ AB by sin gamma equal to AC by sin beta AB equal to AC sin gamma divided by sin beta ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။အဲဆိုဆရာမတို့လိုချင်တဲ့အဖြေကိုအစားသွင်းလိုက်မယ်ဆိုရင်100 into √3 minus 1 beta ဆိုတဲ့ a နဲ့ b point a နဲ့ point b ရဲ့အကွာအဝေးဆရာမတို့က ab ကိုရမှာဖြစ်ပါတယ်။ MBGSK အစွန်းထွက်ပြဿနာပေါ့အစွန်းထွက်နေတဲ့ဖြစ်ရက်တွေကိုဖြည့်ရှင်းဖို့တဲ့ case 1က alpha က less than 90တဲ့ဆရာမတို့ကအစွန်းထွက်နေရဆိုတတိကံပုံလေးမဖြစ်လို့ပေါ့တတိကံပုံလေးပေါ်မှာဆရာမတို့ကသုံးလို့ရမှာဖြစ်တဲ့အတွက် lotto sign lotto ကိုဆိုင်အောင်သုံးလို့ရမယ်ဆရာမတို့ကအခုအစွန်းထွက်နေရအတွက်သုံးလို့မရဘူးအဲ့ဆိုရင်ဆရာမတို့က alpha က b sign alpha အောင်ငဲနေမယ်ဆိုရင် solution မရှိဘူးဆိုတာကိုပြောထားတာဖြစ်ပါတယ်နံပါတ်1ကကြတော့ a ရ b sign alpha နဲ့ညီမယ်ဆိုရင်ဆရာမတို့က1 solution ရှိတယ်ဆိုတာကို ပြောထားတာဖြစ်ပါတယ်။2 solution ကကြတော့ b sin alpha less than a less than alpha ဆိုရင်2 solution ရှိတယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ် a ဟာ greater than b ထက်ကြီးမယ်ဆိုရင်1 solution ရှိတယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ်ကျမတို့ a က b ထက်ကြီးရမှာဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီမှာ a က b sin alpha အောင်ငင်နေတဲ့အတွက်ကျမတို့မှာ solution မရှိတာဖြစ်ပါတယ် အာဖာက greater than equal 90မှာဆိုရင် a ရ less than equal b a ရ b ပေါင်ငယ်ချင်းငယ်မဲ့ b နဲ့ညီချင်းညီမဲ့ဆိုရင်ဆရာမတို့က no solution ဖြစ်ပါတယ်ဆရာမတို့က a က greater than b ဆိုရင်ဆရာမတို့က one solution ရမှာဖြစ်ပါတယ် မတို့ကအဲ့ MBGS case ကိုသုံးပြီးတော့ဆရာမတို့ကပုံစံလေးတွေကိုဖြည့်ရှင်းဖို့အတွက် example 25ကိုရှင်းလင်းတင်ကြသွားမှာဖြစ်ပါတယ်။နံပါတ်အေက A က6 B က12 Alpha က30ပေးထားတယ်။ B sin Alpha ရှာလိုက်မယ်12 sin 30အဲ့ဆိုဆရာမတို့က6ဆိုပြီးရမယ်။ A နဲ့ B sin Alpha နဲ့ညီမယ်ဆိုဆရာမတို့က1 solution ကိုရမှာဖြစ်ပါတယ်။ B sin Alpha ကိုရှာမယ်6 root 2ရမယ်။ဆရာတို့က B sin Alpha က A less than B ဆိုတဲ့အတွက်2 solution အဖြစ်နှစ်ခုရမှာဖြစ်ပါတယ်။ B sin Alpha ရှာလိုက်မယ် A less သန်း B sin alpha ဖြစ်တဲ့အတွက် no solution ဆိုတဲ့အဖြစ်ကိုရမှာဖြစ်ပါတယ်။ when two side and an angle opposite to one or then are given အနာနာနဲ့တဲ့အဲ့ဒီအနာတနာနဲ့မျက်နှာချင်းဆိုင်တောင်းကိုပေးထားမယ်ဆို it is important to sketch and label the triangle first အရင်ကြည့်တာကပုံကျန်းဆွဲမဲ့ label တက်မဲ့ triangle ကို then determine the numbers of possible solution ဖြစ်နိုင်တဲ့မြ solution တွေကိုဆုံးဖြတ်ပေးမှာဖြစ်ပါတယ်လို့အချင်းချုပ်ပြောပြထားတာဖြစ်ပါတယ် ဆရာမက exercise 10.4ကမင်းတို့စူးစမ်းပြီးတွက်ကြည့်ဖို့ပုံစံလေးတွေကိုပေးထားပါဗျ။မင်းတို့က exercise 10.4တစ်ခုလုံးကိုတော့စူးစမ်းပြီးတွက်ထားမှရပါမယ်။နောက်တစ်ခု10.8က the area of a triangle lesson objective နေနဲ့ပေးထားတာက the students will be able to compute area of triangles find two formulas one involving the sine ratios and the other the other uses semi parameter ဆိုပြီးတော့ lesson objective ကိုပြောပြထားတာဖြစ်ပါတယ်။စမီပါရာမီတာဆိုတာဘယ်လိုလဲဆိုတော့မင်းတို့ကသိပြီးဖြစ်ပါတယ်။ area of triangle ဆိုတာကလည်းခြေကတန်းနေမှာသင်ခဲ့ပြီးဖြစ်ပါတယ်။ ဆီယမက10.8 the areas of a triangle အကြောင်းကို selection နဲ့တင်ကြမှာဖြစ်ပါတယ် area of the triangle မှာမင်းတို့ကရှေ့မှာတည်ပြီးသားပါ AD down map BC ဘောကိုဆွဲမယ်ဒီမှာလဲ AD down map BC ဘောကိုဆွဲမယ် area of triangle ABC မှာ1/2 BC into AD 1/2 BC into AB sin beta BC က A AB က C ဖြစ်တဲ့အတွက် sin beta ဆိုပြီးရမှာဖြစ်ပါတယ် area of triangle ABC က1/2 AB sin C ။ India triangle ABC ဆိုပြီးအလားတူရှာမယ်ဆိုရင်1/2 BC sin A ဆိုပြီးရမှာဖြစ်ပါတယ်။ Area of the triangle equal to 1/2 protus or length of two side into sin or include in a protus or length of two sides အနားနှစ်ခုရဲ့အလဲအားတွေရဲ့မြောက်လက်နဲ့တဲ့ include in ကပါဝင်တဲ့ထောင်းရဲ့အဆိုင်အချို့မြောက်လက်ကိုယူပြီးတော့သုံးထားတာဖြစ်ပါတယ်ဆရာမတို့က ဟုတ်ပြီ theorem 10.1 herein theorem let the length of the side of a triangle be a comma b and c then the area of the triangle is area equal to square root of s into s minus a s minus b s minus c S ကိုစင်မီပါရာမီတာလို့သတ်မှတ်တယ် S ကိုလို့ကြီး A+ B+ C ဘိုင်2ဆိုပြီးတော့ရှာလို့ရမှာဖြစ်ပါတယ်။ကျွန်မက example 27လေးကိုတွက်ပြထားပါတယ်။ Prove that the area of the equilateral triangle equilateral triangle လို့ပြောတဲ့အတွက်အနားသုံးဘက်စလုံးကညီတယ် which side of length A is a square root 3 by 4စမီပါရာမီတာ s ကိုရှာမယ် a plus b plus c by 2 area of equilateral triangle က square root of s into s minus a s minus b s minus c မတို့ကအစားသွင်းလိုက်မယ်ဆို a square root 3 by 4 square unit ဆိုတဲ့ area of equilateral triangle ကိုရမှာဖြစ်ပါတယ် Example 26မှာ find the area of the triangle in which two sides are 30 cm and 12 cm that include inge is 30မင်းတို့မှာပုံသေးနီးပေးခဲ့ပြီးသားပေးထားတဲ့အနားနှစ်ဖက်ကိုလည်းမြောက်မယ် include inge နဲ့လည်းမြောက်မယ်လို့ပြောထားတဲ့အတွက် area triangle 1/2 two side of the lens the lens of two side လို့ပြောတဲ့အတွက်30 into 1/2 multiply 30 multiply 12 into include inge လို့ပြောရတဲ့ include inge ရဲ့အချို့က sin 30 sin 30က1/2ဖြစ်တဲ့အတွက်90 square centimeter ဆိုတဲ့အဖြေကိုရမှာဖြစ်ပါတယ်။ဟုတ်ပြီမင်းတို့က exercise 10.5ကနံပါတ်1နံပါတ်2နံပါတ်4နံပါတ်5နံပါတ်6ကလေးတွေကိုစူးစမ်းပြီးတွက်ထားပေးပါမြို့တို့က exercise အားလုံးကိုတော့စူးစမ်းပြီးတွက်ထားမှရပါမယ်ဆရာမကဒီနေ့ formula တွေပုံသေးနည်းတွေနဲ့၎င်းအဲ့ဒီ formula ပုံသေးနည်းတွေကိုအသုံးပြုပြီးတွက်တဲ့ပုံစံတွေကိုရှင်းလင်းသင်ကြားခဲ့ပြီးဖြစ်ပါတယ်။ example တွေကိုလည်းရှင်းလင်းသင်ကြားခဲ့ပြီးဖြစ်ပါတယ်။မြို့တို့ကလိုအပ်တာတွေကိုဖြည့်ပြီးတော့ တည်တည်ချာချာစူးစမ်းလေ့လာထားမှရပါမယ်။အိဆန်ဘယ်ရင်အိဆာ site တွေကိုလည်းတည်ချာစူးစမ်းလေ့လာပြီးတွက်ထားစီခြင်းပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။